အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ဒီသတင်းကတော့ကျွန်တော်တို့မနေ့ကတည်းကတော့ကျွန်တော်တို့ breaking news အနေနဲ့တက်တဲ့အတွက်ကြောင့်မို့အခုတော့ breaking တော့တိတ်မ news တော့ပေါ့နော်အဲ့တော့တီမိသားဖြစ်ပါလိမ့်မယ်အခုလက်ရှိမှာတော့ဒါကျွန်တော်တို့ Kevin De Bruyne ကဒါကျွန်တော် Manchester City အသင်းကနေပြီးတော့ တရားဝင်ထွက်ခွာတော့မှဖြစ်တဲ့အကြောင်းကိုသူ့ရဲ့ Instagram မှာရေးသားထားခဲ့တာကိုတွေ့ရမှတမှာပါတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီး speculation ဖြစ်နေတာကြားပါဘူး။ကျွန်တော်ကိုယ်ရင်လုံခဲ့တဲ့နှစ်ပတ်လောက်ခရေကဒါကျွန်တော် Kevin De Bruyne နဲ့ထွက်မယ်ထင်နေဆိုပြီးကျွန်တော်တင်ထားခဲ့ပါသေးတယ်ပေါ့နော်။အခုလက်ရှိမှာ Kevin De Bruyne ကကျွန်တော်တို့ထွက်ဖို့အတွက်တရားခိုင်လုံးတီကြောသွားခဲ့ဖြစ်ပြီးတော့သူ့အနေနဲ့သူဘယ်ကူသွားမယ်လို့တော့သူမပြောဘူး။သူ့အနေနဲ့ဒါကျွန်တော်တို့နှုတ်ဆက်စာကိုသူ့ရဲ့ Instagram page မှာသူရေးသားထားခဲ့တာကိုတွေ့ရမှတမှာပါတယ်ပေါ့နော်။အဲ့တော့ ပြောချင်တာကလည်းရှိမှာ Kevin De Bruyne ကတော့ဒါကျွန်တော်တို့ club world cup တောင်မစော့တော့ဘဲနဲ့ဒါကျွန်တော်တို့အသေးကြတာတခုကတော့ဒါ Manchester City အသင်းနဲ့တူဒါကျွန်တော်တို့အနာဒီလက်ရှိမှာဒါဒီရာသီကိုရင်သူအပီးပိုင်ကျွန်တော်တို့ဒါနေတော့မယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်တဲ့မှာပါပါတယ်အပြောကျင်တာဒါကျွန်တော်လက်ရှိ Kevin De Bruyne ပြောသွားတဲ့စာရီထဲမှာတော်တော်လေးကိုကျွန်တော်ဝန်းနေစရာစာရီလည်းပါပါတယ်။အဲ Kevin De Bruyne ဘာဒီပြောခဲ့လဲကျွန်တော်တို့ဒါ detail လေးကျွန်တော်ပြောအောင် Kevin De Bruyne အနေနဲ့ဒါကျွန်တော်တို့သူ့ကိုဒါကူညီပေးခဲ့တဲ့လူတွေဒါကျွန်တော်တို့ အဲသူမိသားစုတွေဒါကျွန်တော်တို့ဒီ day ပြောသွားခဲ့တယ်ပေါ့နော်အဲ့ဒါလက်ရှိမှာ Kevin De Bruyne ကသူပြောသွားခဲ့တဲ့အင်္ဂလိပ်လိုရေးသွားခဲ့တာ Seeing this you probably realize where this is heading so I will get straight to it and you all know that these days will be final months as a Manchester City player တော့ဒါကျွန်တော်ပထမဆုံးစာကြောင်းမာနေမဲ့ဒါကျွန်တော်တို့ဒီဒီစာကိုခင်ဗျားတို့ဖတ်နေပြီဆိုရင်တော့ခင်ဗျားဒီစာဘယ်ကူသွားနေမလဲဆိုတော့ခင်ဗျားသိမှာပါဘာလို့လဲဆိုတော့သူကရှေ့မှာဓာတ်ပုံကြီးသူ့ဓာတ်ပုံကြီးထားရတယ်ပေါ့နော်အဲ့တော့ ကျွန်တော်ပုံမှန်လင်းလင်းပဲပြောမယ်ဝေးဝါးပြီးပြောတော့ဘူးခင်ဗျားတို့လည်းသိပြီးသားဖြစ်လိမ့်မယ်ဒါကကျွန်တော်ရဲ့ Manchester City ရဲ့ကစားသမားရဲ့နောက်ဆုံးလာတွေဖြစ်လာမှာပါအဲ့တော့သူစပြီးပြောတာလေ Nothing about this is easy to write but as a football player we all know this day eventually comes the day is here and you deserve to hear it from the first အဲ့လရှိမှာတော့သူပြောသွားရဆိုတာတော်တော်လေးဥလှပါတယ်ကျွန်တော်ကဒီလိုမျိုးရေးရတာလွယ်လွယ်ကူကူရေးသားထားတာမဟုတ်ဘဲနဲ့ကျွန်တော်အခုလက်ရှိဘောလုံးသမားတယောက်အနေနဲ့ဒီလိုမျိုးဒါကျွန်တော်တို့ဘဝရဲ့ကတိန်တစ်ခု ဒီလိုပဲအများအားကျွန်တော်ပြီးသွားတဲ့ပုံစံမျိုးပါပဲဒီလိုမျိုးတာကျွန်တော်တို့နေ့တစ်နေ့အဆုံးသက်လာလို့ပဲဘုံသမားရဲ့ဘဝမှာလည်းဒါကျွန်တော်အခက်တခန့်ရက်တယ်ဆိုတာကတော့အထူးဆန်းမဟုတ်ပါဘူးဒီလိုရက်မျိုးကတော့မကြခင်ရောက်လာတော့မှဖြစ်ပါတယ်ဆိုတော့ရေးထားတယ်ဒီလိုမျိုးရက်မျိုးရောက်လာခဲ့တဲ့အကြောင်းအရာကိုလည်းခင်ဗျားတို့ကျွန်တော်စီထားပဲအရင်ဆုံးကြားရမယ်ဆိုပြီးသူကရေးသားထားခဲ့တယ်ပြောချင်တာဒါ Fabrizio Romano တို့ David Austin တို့စီရထွက်လာတဲ့သတင်းကြာနေတွေကျွန်တော်ဒါအဲဘာလဲကျွန်တော်တို့ဘယ်လိုပြောမလဲသတင်းကြာနေတွေဒါကျွန်တော်တို့ဘယ်သူ အာ journalist တွေဒါကျွန်တော်တို့ football journalist တွေတွေကထွက်တာတဆိုင်သူစီကနေဒီကစားကလုံးကိုဒဲထွက်လာတာကဒါကျွန်တော်ပို့ပြီးတော့တင့်တော်မေလို့သူကယူဆဆိုသူပြောထားတယ်ပေါ့နော် football led me to all of you ပေါ်လုံးကခမရုစီကိုကျွန်တော်တို့ပေါ်လုံးကခမရုစီကိုကျွန်တော်အကုန်လုံးရောက်သွားစီတာဖြစ်တယ် and to this city ဒီမြို့ကိုလေကျွန်တော်ဘောလုံးကပဲဆွဲခေါ်လာတာဖြစ်တယ် chasing my dream အိမ်မက်တွေကိုတော့ကျွန်တော်တို့လိုက်ရင်းနဲ့ not knowing this period would change my life ဒီလိုမျိုးအခိုက်အတန့်တွေကကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းပြစ်မယ်ကျွန်တော်မထင်နိုင်ခဲ့ပါဘူး this city this club this club ဒီမျိုးဒီဘလုံးအတွင်း these people ဒီလူတွေ give me everything အကုန်လုံးအရာရာတော့ကျွန်တော်ကိုပေးဆက်ခဲ့တယ် I had no choice but to give everything back. ကျွန်တော်ကလေဒီလူတွေအတွက်အကုန်လုံးအရာရာပေးဆပ်ဖို့အတွက်ကျွန်တော်ကြိုးစားခဲ့တယ်ဖြစ်တယ်ပေါ့နော်. And guess what? We want everything. ခင်ဗျားစဉ်းစားကြည့်လိုက်ပါကျွန်တော်တို့အကုန်လုံးရရှိခဲ့တယ်ကျွန်တော်တို့ရှိသမျှဖလားတဲ့အကုန်လုံးကိုခင်ဗျားတို့နဲ့အတူဒီလူတွေနဲ့အတူကျွန်တော်တို့ဒါစုကူးနိုင်ခဲ့တယ် whether we like it or not it's time to say goodbye ခင်ဗျားတို့ကြိုက်သည်ဖြစ်စေကျွန်တော်တို့ကြိုက်သည်ဖြစ်စေဘယ်သူမှကြိုက်သည်ဖြစ်စေဘယ်သူကြိုက်သည်ဖြစ်စေဘယ်သူမှကြိုက်သည်ဖြစ်စေဒါကကျွန်တော်တို့အခုချိန်မှာတော့နှုတ်ဆက်ဖို့အချိန်တန်လာပြီဖြစ်တယ်ဆိုပြီးသူပြောတာတယ် Siri Rome Mason Michel and I are beyond grateful for what this place has meant to our place Siri Rome Mason Michel တို့ ตาသမီး3ယောက်တင်နေပြီးတော့မရှော့ကတော့သူ့မိန်းမတင်နေပေါ့เนาะအဲသူနဲ့သူ့မိန်းမနဲ့ကလေးတွေနဲ့ကခမားတို့ခမားတို့အမျိုးကနေကျွန်တော်တို့လုပ်ပေးထားတဲ့အရာတွေအတွက်ကျွန်တော် ပြောဖို့အတွက်စကားလုံးနေလုံးဝမရှိပါဘူးဆိုသူကတော့ပြောထားတယ်ကျွန်တော်မိသားစုအတွက်ဒီနေရာကအိမ်ဆိုတာထက်ကိုပူပါဆိုပြီးသူကပြောသွားတယ် Manchester will forever be in our kids passport and more importantly in each of our hearts မန်ချက်စတာကကျွန်တော်ရဲ့ passport ရဲ့ဆိုင်မျက်နှာတစ်နေရာမှာတစ်နေရာတစ်သလုံးရှိသွားမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ဘဝရဲ့နှလုံးသားရဲ့ဒစိတပိုင်းမှာလည်းအမြဲတမ်းရှိသွားမှာဖြစ်တယ်ဆိုပြီးသူကပြောသွားခဲ့တယ် မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုကျုံတို့လေးဟာသာပြောမယ်ဆိုကိုရီးမြန်မာနိုင်ငံဘယ်လောက်ကြီးလဲသူများနိုင်ငံ password တွေကအနည်းဆုံး7နှစ်5နှစ်ခံတယ်ကိုရီးမြန်မာနိုင်ငံ password က9နှစ်ပဲခံတယ်တော့ကြောင့်မလို့ Manchester with forever being our kids passport ဆိုတဲ့စကားလုံးကဟာသာဖြစ်နေပြီမဲ့သူတို့နိုင်ငံတော်တော်ဒီစကားအမှန်ပါကျွန်တော်တို့ကျွန်တော်တို့ရှင်းပြထားတာဖြစ်တယ် This was always be our home ဒီကျွန်တော်တို့ Manchester City တာ Manchester City Club ရှိတဲ့မြို့ကတော့ကျွန်တော်တို့တသက်လုံးအိမ်ဆိုတာကြီးဖြစ်သွားမှာပါဆိုပြီးသူကပြောသွားတာတွေ့ရမယ်တယ်မှာပါတယ် we cannot thank the city ကျွန်တော်တို့ well we cannot thank the city club staff teammates friends and family enough for this 10 year right ကျွန်တော်ကဒီ10နှစ်အတွင်းမှာကျွန်တော်ဒါမိသားစုတွေဒါကျွန်တော်ပြည်သက်တွေဒီမြို့ဒီအာဒီနိုင်ငံဘောနော်ဒီကျွန်တော်တို့ဘောလုံးအသင်းကိုကျွန်တော်တို့ဒီ10နှစ်အတွင်းမှာဘလို့မှတသက်လုံးကျေးဇူးတင် ဆုံးမှာမဟုတ်ဘူးဆိုတော့ပြောသွားခဲ့တယ် every story comes to an end ကျွန်တော်တို့ဇလန်တစ်ခုမှာအမြဲတမ်းအဆုံးသက်ရှိစမြဲပဲ but this has definitely been the best chapter ဒါပေမဲ့ဒီဇလန်းနဲ့မှာဒီအခန်းကတော့ကျွန်တော်တို့အကောင်းဆုံးအခန်းတစ်ခန်းဖြစ်ပါစေသူကပြောထားတယ် let's enjoy the less moment together much love kevin de bruyne let's enjoy the less moment together ဆိုတာကျွန်တော်နောက်ဆုံးချိန်တွေကိုခမောင်းနဲ့အတူအကောင်းဆုံးတော့ကျွန်တော်တို့ဖြတ်တန်းလိုက်အောင်အများကြီးဖြစ်ပါတယ် kevin de bruyne ဒီနေရာမှာအခုလက်ရှိမှာတော့ကျွန်တော်တို့ premier league ကတော့ကျွန်တော်တို့ မန်ချက်စတာစီးတီးရဲ့ဒါကျွန်တော်တို့ကစားသမားတွေမဟုတ်ဘဲနဲ့ရှိသမျှဒါကျွန်တော်ကစားသမားအကုန်လုံးကနေပြီးတော့ဒီကျွန်တော်တို့ Instagram မှာတော့ camera right now နှုတ်ဆက်သွားခဲ့ရတွေ့ရမယ်။ Allen Haaland ဆိုတဲ့တငူနေတဲ့ emoji တင်ထားခဲ့ပြီးတော့လုံးဝခါးသီးတဲ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ Liverpool အသင်းရဲ့ဒါကျွန်တော်နောက်ခံကစားသမား Virgil van Dijk ကလည်းဒါကျွန်တော်တို့ camera right now အသိမှတ်ပြုခဲ့တဲ့ Tottenham Hotspur အသင်းရဲ့ Queen လည်းကစားသမား Madison ကလည်းကျွန်တော် legend ဆိုပြီးတော့ဒါကျွန်တော်တို့အသိမှတ်ပြုသွားခဲ့တာကိုတွေ့ရမယ်တယ်မှာပါတယ်။ဒီနေ့မှာဒါကျွန်တော်တို့အောက်ကဒါကျွန်တော်တို့လူတော်တော်များများကဒါကျွန်တော်အကုန်လုံးကနေပြီးတော့ဒါကျွန်တော် တို့ကျေးဇူးတင်တယ်ဘာညာဆိုပြီးအကုန်လုံးပြောထား Jack Greely ရှိသမျှဒါကျွန်တော်တို့ Spark ကစားသမားတွေကိုဒါကျွန်တော်တို့တချို့တော့ဒါကျွန်တော်တို့ကစားသမားတွေပါဒါကျွန်တော်တို့ဝိုင်းဝန်းပြီးအဲ့တော့ဒီထဲမှာဒါကျွန်တော်တို့မျိုးကံပြန်ပဲဖြစ်တယ် United ကစားသမားတချို့ကလွဲလို့ Chennai ကစားသမားတွေအကုန်လုံးကိုဒီ comment section မှာတွေ့ရမယ်တဲ့မှာပါတယ် ကေဗင်ဒရိုင်းနာကညင်းစရာမလိုပါဘူးကျွန်တော်တို့ဒါကျွန်တော်ပရီးမီးယားလီအခက်ခါမှာအကောင်းဆုံးသောအကောင်းဆုံးတီတဲ့က greatest midfielder of all time တွေတယောက်ဖြစ်မှာပါတချို့လူတွေဟာဒီမှာဒီကစားကေဗင်ဒရိုင်းနာကိုမိမယ်ပြောတဲ့လူတွေကဘောလုံးပွဲမကြည့်ရတဲ့လူတွေလို့ပဲကျွန်တော်အနေနဲ့ပြောပြစင်ကေဗင်ဒရိုင်းနာဆိုတော့အင်မတန်မှာဗဇက်ဖျားမှာတွင်အောင်လုပ်ပေးတဲ့ဒီစနစ်အတွင်းမှာကေဗင်ဒရိုင်းနာချေအကျဆုံးယာသီဆိုတဲ့ယာသီတောင်မှသူ့အနေနဲ့အမြဲဆုံးအပေါ်ဆုံးမှာဖြစ်တဲ့ယာသီတစ်ခုဖြစ်ခဲ့တယ်အဲ့တော့ကေဗင်ဒရိုင်းနာဆိုတော့ကျွန်တော်ယဉ်ထဲမှာမြင်နေရှိမှာပါကျွန်တော်တို့လူပရီးမီးယားလိ ကိုအမြဲတမ်းကြည့်နေတဲ့လူတွေအတွက်ဆိုရင်တော့ Kevin De Bruyne အနေနဲ့တကယ်ကိုဒါကျွန်တော်တို့ဘလောက်ထိ Premier League မှာအရေးပါအရရောက်ခဲ့တဲ့ကစားသမားလဲဆိုတော့ကိုတော့အထုတလဲညင်းစရာမလိုဘူးလို့ပဲကျွန်တော်အနေနဲ့မြင်ပြရစီအဲ့တော့ Kevin De Bruyne ကဒါကျွန်တော်စာလုံးတွေလှလှပပရေးသွားခဲ့ပြီးမယ်ကိုရီယန်ဘတ်ထဲကိုဒါလက်သီးနဲ့ဒါဆွဲထုတ်လိုက်လို့ပဲအခုလက်ရှိမှာဒါမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေကိုမှဒါကျွန်တော်တို့ဒီလိုမျိုး Manchester City ပြည်သက်ဆိုပူပြီးခံစားမှာဖြစ်တယ်။ဥမာလာကိုတော်စင်ဆိုဒါကျွန်တော်တို့လုံးဝကို ပို့အကုန်လုံးကတည်ပြီးသားပါဒါ CD သေးနေတာကျွန်တော်တို့ဒါ Kevin De Bruyne နောက်ရာသီကိုမှာဆုံးရှုံးရဖို့အတွက်အကုန်လုံးတည်ကြတော့တည်နေပြီးသားပဲဒါပေမဲ့ at least ပေါ့နော်ဒါကျွန်တော်တစ်နှစ်လောက်စာရုပ်သက်တမ်းများတူးမလားဆိုပြီးအကုန်လုံးကမျှော်လင့်တယ် Kevin De Bruyne ကကျွန်တော်တို့မြန်မာလူပြောရမယ်ဆိုတော့အနိုင်နဲ့ပိုင်သွားတယ်လို့ပဲပြောရမှာပေါ့ရှိသမတ်ဒီ7နှစ်တွင်းမှာခုနကသူပြောခဲ့လို့ပဲ we won everything မှာရှိသမတ်စခုနိုင်တဲ့ဖလားမှန်သမျှ Kevin De Bruyne တို့အကုန်လုံးစခုပြသွားခဲ့တာဖြစ်ပါတယ်တကယ်ကို လေးစားစရာကောင်းတဲ့ဒါကစားသမားတယောက်ဒါခုနပြောလို့ပဲတစ်ဖက်ခုနပြောခါတီးတဲ့ပြိုင်ဘက်တွေကိုတိုင်ကိုကအစအောက်ကကွန်မန့်မှာလာပြီးတော့ လေးစားပါတယ်ဆိုရယ် respect ကိုလာပေးရတဲ့အထီးကိုကောင်းတဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါကြီးကိုတော့အထူးတလဲညင်းစရာမလိုဘူး Kevin De Bruyne ဆိုတာတကယ်ဖြစ်အဲ့တော့ဒါခုနကပြောပဲကစားသမားတွေပြောမယ် Ruben Amorim ကဒါကျွန်တော်နောက်ပြီးပြောခဲ့သူအနေနဲ့ Manchester မူမှားရောက်သွားခဲ့ပေမဲ့ Kevin De Bruyne ဆိုကဘာမှအကောင်းဆုံးကစားသမားရဲ့တယောက်ဆိုတော့ Ruben Amorim ကိုယ်တိုင်လေဒါ press conference မှာချီးပြုခဲ့တာကိုတွေ့ရမယ်လို့ပါအဲ့တော့ကျွန်တော် Manchester City ညီကိုကြီးလေ Kevin De Bruyne ကိုကျွန်တော်မသွားခင်မှာ အကောင်းဆုံးနှုတ်ဆက်ပွဲဒီနေ့တော့ကျွန်တော် FA ဖလားကျွန်တော်ဥရောပဝင်ငွေတွေကိုယူသွားပြီး Kevin De Bruyne အောင်အကောင်းဆုံးနှုတ်ဆက်ဖို့အတွက် ကျူးစားလိုက်ပါအောင်လို့ပြောရင်လည်းကျွန်တော်ကိုတောင်းခံပြပါအောင်။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ DB4U တို့မှာကျင်းသူစာပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 points နဲ့ DB4U တွေ link တွေကိုထည့်ပေးထားစီတော့မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပဲကျွန်တော်အားပေးလို့ရရ။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာမဲမဲနိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြွတူပါရဲ။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။စုံမောင်းတောင်းပေးနေပဲ။ကျွန်တော်ဒီ ငလေးတို့ကကူညီပေးနေတဲ့ညီကိုမောင်တို့မှတယောက်ချင်းတိုင်းကိုလည်းအများကြီးအများကြီးကျူးတူမာလေးပြောစင်ပါတယ်အားလုံးပဲကျူးတူမာတယ်ကျွန်တော်တို့တွေနောက်မှ AA62 ကြတာပေါ့အားလုံးပဲကျူးတူပါတယ်အများကြီးကလေးပြေးကြပါဦးအများကြီးကလေးအများနိုင်ဖြစ်ပါတယ်ဒေးပါဗျာ